မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ ARV တိုင်းပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကစံဆက်လုပ်ငန်းရှင်တွေနဲ့မြို့ပေါ်ကလုပ်ငန်းရှင်တွေကိုခေါ်ယူပြီးစစ်ပေးရှောင်တွေလှူဒန်းဖို့စံအိတ်မဟုတ်ရင်စံအိတ်ဖိုးငွေတောင်းယူနေတယ်လို့ပသိမ်မြို့မှာရှိတဲ့လုပ်ငန်းရှင်တချို့စီကနေသိရပါဗျ။စံဆက်လုပ်ငန်းရှင်တွေရဲ့စံအိတ်တွေနဲ့ ARV တိုင်းဝန်ကြီးချုပ်တင်မာဝင်းက မျိုးတွေကိုလှက်ပတ်ပြီးစစ်ကောင်စီကလှူဒန်းတဲ့ပုံစံနဲ့စစ်ဘေးရှောင်တွေကိုဆန်လှူဒန်းနေရလို့ဆိုပါရယ်။အမိမဖော်လိုတဲ့လုပ်ငန်းရှင်တယောက်ကိုမေးမြန်းရမှာတော့ဒါကသူတို့လုပ်နေတာဖြစ်ပြီးဘာပွဲ လုပ်လို့လုပ်ငန်းရှင်တွေစီကတောင်းယူကြောင်းနဲ့အခုလည်းအစင်ပြင်းရင်ပြေသလိုဆန်အိတ်တွေဝယ်ပေးပါဆိုပြီးအ ਨੇ ဆုံးလုပ်ငန်းရှင်တအူးကို9သိန်းကနေ7သိန်း50ဖို့ထိဆန်အိတ်ဝယ်ခိုင်းတာကြောင့်ဆန်အိတ်ဝယ်မပေးရင်ဆန်အိတ်အစာငွေပေးရတယ်လို့ပြောပါရယ်။ စစ်ကောက်စီတက်ကဖောကားတွေနဲ့ဆန်အိတ်တွေကိုတည်ယူနေတာဒီကနေ့မေလ23ရက်နေ့အထိ3ရက်ရှိပြီဖြစ်ပြီးဘေကနေတည်ယူလာတယ်ဆိုတာကိုတော့မသိရပါပေမဲ့နေတိုင်းလိုလိုအခောက်ရေမနေဘူးလို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးရမြို့ခန်ဒီစီကနေသိရပါပါရှင် တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်တာရဝင်းကျေးရွာအုပ်စုကြောက်တောင်ကျေးရွာကိုမေလ22ရက်နေ့မွန်လွဲ12နာရီခွဲလောက်က စစ်ကောင်စီက Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်မှု၃ချိန်လုံဆောင်ခဲ့ပြီးအရဲသားပြည်သူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဒေသခံပြည်သူတွေကပြောပါရယ်တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီကလေကြောင်းကနေဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် Wi-Fi တင်တဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ် စစ်ကောင်စီကအကြောင်းမဲ့ဘုံလာကျဲနေချိန်မှာရွာသားတွေကလုံခြုံတဲ့နေရာကိုပြေးပုန်းတာကြောင့်ပြည်သူတွေထိခိုက်မှုမရှိကြောင်းနဲ့တခါကျရင်၃လုံးလောက်ရှိပြီးတခါကျဲပြီးတိုင်းမှာအပေါ်မှာပြန်ဝဲပြီးတော့ထက်ကျဲကြောင်း၃ချိန်ကျဲပြီးတာနဲ့ပွိုင်ဖိုင်နဲ့ရမ်းပစ်ခဲ့ကြောင်းစစ်ကောင်စီကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဘိတ်ခရိုင်တရင်တုံရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရရှင် အာနာသိစစ်ကောင်းဆောင်ဟာရွေးကောက်ပွဲအထမမြောက်မအောင်စိုးရိမ်နေပုံရတယ်လို့နိုင်ငံရေးအတိုင်းဝန်ကပြောဆိုပါတယ်အောင်သူပေးပို့ထားတာပါရှင်အာနာသိစစ်ကောင်းဆောင်ကပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့စစ်ကောင်းစီအစည်းအဝေးမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်85ပုံမှန်128နဲ့ပုံမှန်155တို့အရာဖြစ်တော်ကိုယ်စားလှယ်၃ပုံတစ်ပုံတက်ရင်တော့ရွေးကောက်ပွဲအထမြောက်နိုင်တယ်လို့ပြောဆိုလာတဲ့အပေါ်အခုလိုတုံ့တက်ကြတာပါတနင်္ဂနွေလုံးမှာတိုက်ပွဲတွေပြင်းထန်နေပြီး ဆုံးရှုံးနေမြေများလာတဲ့အာဏာသိမ်းစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအကန့်အသတ်နဲ့ကျင်းပရတော့မယ့်အခြေအနေမှာစစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲဟာအထားမြောက်မှာမဟုတ်ဘူးလို့ပြောဆိုတဲ့နေထွက်လာခြင်းစစ်ကောင်ဆောင်ကအခုလိုထုတ်ဖော်ပြောဆိုလာတာပါအခုအာဏာသိမ်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အတိအမှတ်ပြုမှုနဲ့လုံလုံရေးအပေါ်မှာအာဏာသိမ်းစစ်ကောင်ဆောင်အနေနဲ့စိုးရိမ်နေတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဘက်ကလည်းစိုးရိမ်ချက်တွေရှိနေတယ်လို့ ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်အဲဆိုရင်ဘူပါမှုတွေကတော့အားလုံးမှရှိကြပါတယ်ဟိုကျွန်တော်ထင်ပါတယ်ကာကြိုးကြီးကိုယ်တိုင်လည်းရှိပါလိမ့်မယ်ဒီအစိုးရအဖွဲ့ဝင်လုပ်နေကြတဲ့ဝင်ကြီးတွေရောဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေရောရှိကြပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်းပဲရှိပါတယ်အဲပါတီဝင်တွေကိုယ်တိုင်လည်းပဲကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာပြောရဲဆိုတဲ့စကားတွေကိုကျွန်တော်တို့နားထောင်ကြည့်တော့လဲအဲဆိုရင်ပြပါမှုတွေရှိပါတယ်ပြည်သူတွေလည်းရှိပါတယ်ခုနပြောသလိုပေါ့နော် ဒီဆိုရင်ပူပါမှုရှိတာကလည်းရှိတာတကြောင်းပေါ့ဗျာအဲ့ဒီမှာပန်းနိုင်ရပါလဲဆိုတော့လွှတ်တော်ခေါ်ဖို့ ਨੇ ရေကောက်ခံအစိုးရကိုကျွန်တော်တို့ကခေါ်ဆောင်ဖို့ပေါ့နော်ဒီဂျစ်တမစီလေးဖြစ်မဲ့ရေကောက်ဝဲလည်းဖြစ်လာမယ်ရေကောက်တမြောက်ခံအစိုးရလည်းဖြစ်လာမယ်ဆိုတဲ့အနေအထားကိုဥတည်ပြီးတော့မှကျွန်တော်တို့ကရွေးကောက်ပွဲတွေကိုကျင်းပရတာ哦အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲကျင်းပတဲ့ရည်ရွယ်ချက်ကအဲ့ဒီရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုနံပါတ်၁ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့သူတို့ဘက်က အခုလိုမျိုးစပြောလာတယ်လို့အဲ့လိုပဲကျွန်တော်တို့သုံးသပ်ပါတယ်ဗျ။အာနာသိန်းစကောင်းဆောင်ဟာရွေးကောက်ပွဲအထမြောက်ဖို့လှစ်တော်ခွန်နိုင်နေဆိုပြီးရင်းညွန်းတဲ့ပုံမှန်တွေဟာရွေးကောက်ပွဲကျင်းပပြီးလို့ပထမဦးဆုံးအကြိမ်လှစ်တော်ခေါ်တဲ့အခါမှာအဲ့ဒီလှစ်တော်အစည်းအဝေးတွေကိုလှစ်တော်ကိုယ်စားလှယ်အားလုံးရဲ့ထွက်ဝက်ကြော်တက်ရောက်မှ အထမြောက်တယ်လို့ဖော်ပြထားပြီးတကယ်လို့အဲ့ဒီကိုယ်စားလှယ်ဥယျာဉ်မတက်နိုင်ရင် အထမမြောက်တာကြောင့်အစည်းအဝေးကိုရွှေ့ဆိုင်းရပါပါ ဒါပေမဲ့လှစ်တော်ကိုဒုရီယာအကျင်းပြန်ခေါ်လာတဲ့အခါမှာတော့လှစ်တော်ကိုစလဲအ ਨੇ ဆုံးသုံးပုံတပုံတက်ရင်အထမြောက်တယ်လို့ဖော်ပြထားတာကြောင့်အဲ့ဒီအရေးအတွက်ဟာစစ်တပ်ကရိုက်ယူထားတဲ့တက်ကိုစလဲ25ရာခိုင်နှုန်းနဲ့လက်ရှိစစ်တပ်ကကျင်းပဖို့ရာထားတဲ့မဲဆန္ဒနဲ့အရေးအတွက်နဲ့ပေါင်းရင်ပြည့်မီတာကြောင့်အခုလိုရည်ညွှန်းပြောဆိုလာတာဖြစ်ပါတယ်။ အဲ့ဒီအပြင်စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင်နေတဲ့ရွေးကောက်ပွဲစနစ်နဲ့ electronic မဲပေးတဲ့စနစ်ဟာတနင်္ဂနွေလုံးမှာစစ်ဖြစ်နေခဲ့ရင်တော့ရွေးကောက်ပွဲကျင်းပလို့ရနိုင်ပြီးမဲပေးမဲ့သူတယောက်ပဲရှိရင်လည်းရွေးကောက်ပွဲကအထောက်မြောက်တယ်လို့ပြောပါတယ်ဒီအချက်ကိုကြည့်ခြင်းအဖြစ်အနာသိန်းစစ်ကောင်စီဟာဒီလိုချင်းအနာသိန်းတက်တန်းပြည့်ရင်ရွေးကောက်ပွဲကိုကျင်းပဖို့ကာလုံကိုအနာပြန်လွှဲပြီး ဂျာပြက်အစိုးရတကယ့်ကိုဖွဲ့ကယူကောက်ပွဲကိုမဖြစ်ဖြစ်အောင်လှုပ်လာနိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူဦးရှိန်ထွန်းကပြောဆိုပါတယ်၂000ပေါ်စီမှုချိန်ဆဥပဒေထဲမှာကအာကတ်တော်အမှတ်မဲဘလောက်ရအနိုင်ရပါလဲဆိုတဲ့ဟာလည်းမရှိဘူးနောက်လူဦးရေမြမပြည်မှာရှိတဲ့လူဦးရေအားလုံးကတန်းပေါင်းဘလောက်ကနေရေကောက်ပွဲမဲထဲမှာအထမြောက်တယ်ဆိုတော့လေဟိုကန့်တတ်ထားတဲ့ဥပဒေမရှိဘူးရေကောက်ပွဲဥပဒေထဲမှာလည်းမရှိဘူးနောက်ဂုံဂုံပြောရင်ကတ်တော်အမှတ်တယောက်ကဘယ်သူမှမဲမထဲ့တော့သူ ကိုယ်တိုင်ချဲ့တဲ့မဲနဲ့အမတ်ချလူရတဲ့အနေထားမျိုးဒီဟာပုံဖော်ဖန်ပြီးတဲ့အခါမှာဟိုဘလိုပဲကန့်ကွက်ကန့်ကွက်ကိုဟာကိုအထမြောက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်။နှစ်ထောင်ချစ်ပေါ်စည်းပုံဘောင်အတွင်းကနေပစားလို့ရတယ်ဆိုတော့တော့မြေမောင်းထိုးပြလိုက်တာပဲ။ရွေးကောက်ပွဲကတော့ကိုအောင်တူဒီပုံမလင်းတို့လို့ဆိုတော့မရမကတော့ဟိုမချစ်ချအောင်တော့လုပ်သွားမှာ။တော်တော့25ရာခိုင်နှုန်းရှိထားပြီးသားဆို26ရာခိုင်နှုန်းအတွက်ပဲသူကကွက်ပြီးတော့မှ လုပ်လို့ရတဲ့နေရာလေးတွေတော့ကွက်ပြီးလုပ်သွားမှာ။ အနာဒိစကောင်စီရဲ့ယူကော့ပွဲကော်မရှင်ဟာမဲဆန္ဒနဲ့တရားသူစင်မှာယူကော့ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးအဲ့ဒီယူကော့ပွဲကိုဝင်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီ54ပါတီကိုပါတီနှစ်ပုံတင်ထုတ်ပေးပြီးဖြစ်တယ်လို့အစ်တထမန်လျှောက်ထားတဲ့ပါတီ20ကျော်ကလည်းစစ်ဆေးဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာတော့မေလ22ရက်နေ့ကအရက်ဖက်လေရင်ငယ်တစည်းပြတ်ကျမှုကြောင့်နှစ်ဦးသေဆုံးပြီး10ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်းဒေသဆိုင်ရာတာဝန်ရှိသူတွေကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတွေကဒေသစံတော်ချိန်မနက်6နာရီမထိုးခင်မှာပဲအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိခဲ့ကြပြီးနေအိမ်တစ်လုံးနဲ့မော်တော်ကားအများအပြားမီးလောင်နေရာကိုမြင်တွေ့ခဲ့ရကြောင်းဆန်ဒီယေဂိုမီးသတ်နယ်ကယ်ဆယ်ရေးဌာနမှလက်ထောက်ကောင်ဆောင်ဒန်အက်တီကပြောပါတယ်။ အနီးနားမှာရှိတဲ့ဒေသခံတွေကိုသူတို့ရဲ့နေအိမ်တွေကနေလည်းပြောင်းရွှေ့ပေးခဲ့ပါတယ်။အာနာပိုင်တွေရောက်ရှိလာချိန်မှာအဲ့ဒီ area မှာမြူတွေထူနေတယ်လို့လည်းပြောဆိုထားပါတယ်။အဲ့ဒီမှာဓာတ်အားတစ်လိုင်းပြတ်တောက်မှုတွေဖြစ်ပြီးအမျိုးသားတည်ယူပို့ဆောင်ရေးဘေကင်းဘုတ်အဖွဲ့နဲ့ဖက်ဒရယ်လေချောင်းစီမံခန့်ခွဲရေးဌာနကစုံစမ်းစစ်ဆေးမှုတွေကစုံစမ်းစစ်ဆေးတော့မယ်ဖြစ်ကြောင်းသိရပါပါရှင်။ ဒီ VV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ